မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်ခတ်ပိတ်ဆို့ခံ UEC ဖြင့်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေ၍ပြည်သူနှင့်အတူရက်တီရန်နိုင်ငံတကာကို GFA တိုက်တွန်းနေဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စစ်ကော်မရှင်ကတန်ခတ်ပိတ်ဆို့ခံထားရသော၎င်းတို့လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင်များဖြင့်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေသောကြောင့်ပြည်သူတို့နှင့်အတူရက်တီပေးရန်နိုင်ငံတကာအစိုးရများကို Justice for Myanmar GFA ကတိုက်တွန်းပါတယ် စစ်အာဏာသိမ်းသည့်2021ခုနှစ်မှစတင်ကရင်း UEC အဖွဲ့ဝင်များကိုဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားခြင်းဖြစ်ပြီးလက်ရှိတွင်၎င်းတို့အားအတူရောင်ရွေးကောက်ပွဲတရက်ပုံဖော်ရေးတာဝန်ပေးထားသဖြင့်စန့်ကျင်ကြရန် GFN ကရှမနီဒီဇင်ဘာတရက်နေ့တွင်ထုတ်ပြန်ပြောဆိုပါရယ်ထိုယူ EC အဖွဲ့ဝင်များကိုမင်းမတမမှုအထောက်အထားတစုံတရာမရှိဘဲ2020ရွှေကောက်ပွဲရလတ်များအားတရားမဝင်ပေဖြတ်ရနိုင်ပါဝင်မှုဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးကိုဖျက်ဖြားစေမှုတို့အတွက် EU နဲ့ကနေဒါနိုင်ငံတို့ကဒဏ်ခတ်ပိတ်ဆို့ထားကြောင်းသိရပါတယ်။အဆိုပါအထူးရောင်ရွှေကောက်ပွဲသည်အာဏာသိမ်းစစ်ကော်မရှင်ကိုမှားရွက်သောနိုင်ငံရေးတရားဝင်မှုပိတ်အပ်နိုင်ရန်အတွက်စီစဉ်ထားခြင်းဖြစ်သလိုဒဏ်ခတ်ပိတ်ဆို့ခံထားရသော UEC အဖွဲ့ဝင်များမှလည်းဥက္ကဋ္ဌဦးတန်းစိုးအပါဝင်5ဦးဖြစ်ကြောင်းသိရပါတယ်။လရှိတွင်စစ်ကော်မရှင်က UEC ကိုအဖွဲ့ဝင်14ဦးဖြင့်ဖွဲ့စည်းထားပြီးဥက္ကဋ္ဌဦးတန်းစိုးနှင့်အဖွဲ့ဝင်ဦးအောင်လွေဦးဦးအောင်မိုးမြင့်ဦးအောင်စောဝင်း ဦးခင်မဦးဦးကိုကိုလွင်ဦးမြင့်ဦးဦးမြင့်သိန်းဦးတန်းအောင်ကျော်တို့ကိုဦးကိုတန်ခတ်ပိတ်ဆို့ထားခြင်းလည်းဖြစ်ကြောင်းသိရပါတယ်။ထို့သူစစ်ကော်မရှင် UEC အဖွဲ့ဝင်ဟောင်း၈ဦးကိုလည်းတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း UEC တွင်ပါဝင်ခြင်း၂၀၂၀ရွေးကောက်ပွဲရလဒ်များအားပယ်ဖျက်ခြင်းတို့အတွက် EU နှင့်ကနေဒါနိုင်ငံတို့ကတန်ခတ်ပိတ်ဆို့ထားကြောင်းသိရပါတယ်။ရှင် UEC အဖွဲ့ဝင်ဟောင်းတန်ခတ်ပိတ်ဆို့ခံရသူရှင်းဦးမှဥပမောင်ဥပရန်ရှောင်း ်ဦးမမေဦးဒေါ်နုမြဆန်ဦးစောပလိုင်ဦးစိုးဦးဦးတန်းထွန်းနှင့်ဦးတန်းဝင်းတို့ဖြစ်ပြီး၎င်းတို့အားလုံးသည်စစ်ကော်မရှင်အထုံးချခံလက်ကင်တို့အဖြစ်ရွေးကောက်ပွဲအားကြိုးပမ်းပြင်ဆင်နေကြောင်းသိရပါသည်ထို့ကြောင့်နိုင်ငံတကာအစိုးရများအနေဖြင့်၅နှစ်နီးပါးတိုင်အောင်နှိမ့်စင်တဲ့အမြတ်ဖြတ်ခံရမှုဥပဒေမဲ့ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရမှုအတင်းအကျပ်နေရဆုံးခွာခံရမှုများကိုရင်ဆိုင်ရင်စစ်ကော်မရှင်အားစန့်ကျင်နေကြသောမြန်မာပြည်သူများနှင့်အတူရည်တရာမိဖြစ်ကြောင်း GFN ကဆိုပါတယ် အလားတူအာနာသိန်းစစ်ကော်မရှင်ကိုလည်းနိုင်ငံတကာမှအရေးယူမှုများဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြုလုပ်ထားပြီးရွေးကောက်ပွဲအားလက်မခံသလို၎င်းတို့နှင့်အတူလက်အောက်ခံ UEC တို့ကိုအကြမ်းဖက်များအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကြေညာထားပါတယ်။ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံးတိလာ၍ရန်ကုန်မှစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်နေဆဲတဲ့တင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ စစ်ကော်မရှင်ကစစ်ကူပို့ရန်အတွက်တရင်အချို့မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေပြီးရေချောင်းဖြင့်ပို့ဆောင်လိုက်ကြောင်းသိရပါတယ်စစ်ကော်မရှင်သည်တပ်မ71နီးပြူဟာမူနာပါဟာ131ဒုတိယဗိုလ်မှူးကြီးမျိုးမင်းသက်ဦးစီးသည်ခမရ212ခမရ213ခမရ219တို့မှခမန်းအင်အား900ခန့်ကိုကြောက်ဖြူတို့ပို့ဆောင်နေကြောင်းစီဒီအန်ဗိုလ်ကြီးစင်ရောထမ်းမှသိရပါသည်ကြောက်ဖြူမှာကရေတပ်အင်အားစုများတဲ့ရေပြင်စစ်ကြောင်းထုံးမှုမှာနေမြရလေခဏပင် အေအေကအမဲ့ချွေတာကိုစစ်တပ်ကခံရတာပဲစစ်တွေကတက်တွေခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်ကြောက်ဖြူတိုက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကတည်းကဒိုင်းချောင်းမင်းပြင်စသည့်ကြီးရွာများတွင်နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ပါသည်။ဒေညဝရီရေတပ်ဌာနချုပ်အနီးလမ်းခွဲဘက်တွင်လည်း ီးခဲ့သည့်နိုဝင်ဘာ24ရက်က AA နှင့်စစ်ကော်မရှင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါသည်စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်သည့်တိုင်းချောင်းပြာကိုပြီးခဲ့တဲ့နိုဝင်ဘာ28ရက်တွင် AA ကပြန်လည်စီးနှင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်များထံမှသိရပါသည်ဂျမန်နီဒီဇင်ဘာ1ရက်နေ့တွင်မှမြင်းပြင်းရှိစစ်ရေးအရာအချက်အချာကြသည့်နေရာအချို့နှင့်တိုင်းချောင်းရွာကိုအေအေကစိုးမိုးမှုပြန်လည်ရယူထားသည်ဟုသိရပါသည် ဆက်လက်ပြီးအင်ဒိုနီးရှားကမြန်မာတော်လှန်ရေးအင်အားစုများနဲ့စစ်ကော်မရှင်တပ်ကိုတီးခြားဖိတ်၍အလုံယုံဆွေးနွေးပွဲပြုလုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကော်မရှင်တပ်နဲ့မြန်မာတော်လှန်ရေးအင်အားစုများကိုအင်ဒိုနီးရှားကတီးခြားစီဖိတ်ပြီးအင်ဒိုနီးရှားနိုင်ငံ၏တီးဆောက်ရေးခေါင်းစဉ်နဲ့အလို့တဘောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသတင်းဌာနကအစုံစမ်းသိရှိရပါတယ်။ဆွေးနွေးပွဲကိုနိုဝင်ဘာ25ရက်မှ30ရက်နေ့အထိဂျကာတာမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအင်ဒိုနီးရှား၏နိုင်ငံတော်တည်ဆောက်ရေးအထွေအကြုံမျှဝေရေး အလုံယုံဆွေးနွေးပွဲခေါင်းစဉ်ဖြင့်ဆွေးနွေးကြခြင်းဖြစ်သည်ဟုသတင်းဌာနကပြောပါရယ်ထိုအလုံယုံဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကရင်အမျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF Arakan Heritage Foundation ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပအိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့ပအိုအမျိုးသားဖက်ဒရယ်ကောင်စီ PNFC တို့တက်ရောက်ခဲ့ကြောင်းဆိုပါတယ်။ထိုကိစ္စများနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန်သတင်းဌာနအနေဖြင့် NUG နဲ့ CRPH တို့အားမေးမြန်းထားတော့လေယခုသတင်းဖော်ပြချိန်အထိအကြောင်းမပြန်သေးပေ။ နိုဝင်ဘာ25 30ပါ NUCC က62ဦးတက်ခဲ့ပါတယ်တကယ်ကတက်တက်စီပါစစ်တပ်ကလူတွေနဲ့တွေ့တာမျိုးလုံးဝမရှိပါဘူးသူတို့ရောက်နေတယ်ဆိုတာလည်းမသိရပါဘူးဟုအမျိုးသားညီညွတ်ရေးအတိုင်းပင်ကံကောင်စီ NUCC ကောင်စီဝင်ဦးတိုးကျော်လှိုင်ကပြောပါတယ်စစ်ကောင်မရှင်တပ်ဘက်ကလာတဲ့သတင်းများအရဒီဇင်ဘာ၁ရက်မှစတင်ကအင်ဒိုနီးရှား၏နိုင်ငံတော်တိဆောက်ရေးအထွေအကြုံမျှဝေရေးအလုပ်ယုံဆွေးနွေးပွဲကိုအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန NSPC မှကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဟုသိရပါသည် ထိုဆွေးနွေးပွဲသည်အာဆီယံနှင့်မသက်ဆိုင်ပဲအင်ဒိုနီးရှား၏တရားစီစဉ်မှုဟုသိရသည်လက်ရှိအာဆီယံအလဲကျဥက္ကဋ္ဌမှာမလေးရှားနိုင်ငံဖြစ်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းအခရာစဉ်အရာနှစ်စဉ်အလဲကျတာဝန်ထမ်းရသည့်အာဆီယံဥက္ကဋ္ဌတာဝန်ကိုမြန်မာနိုင်ငံတာဝန်ယူရမည်2026ခုနှစ်တွင်ဖိလစ်ပါနိုင်ငံကိုအစားထိုးပေးရန်ဆုံးဖြတ်ထားသည်ဆက်လက်ပြီးမင်းလက်ပံကြားဖြတ်ယုံပြန်ရရန်စစ်တပ်ကထိုးစစ်ဆင်ပြီးတိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် ကရင်ပြည်နယ်မြောက်ပတိမြို့တောင်ပတ်ဝေါ်လီလမ်းဘော်ကဖလူကြီးပါနဲ့မင်းလက်ပံကြီးပါအနီးမှာစစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းနဲ့မြေပြင်နဲ့ဝေဟင်ပြစ်ခုရယူပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်။လက်ရှိမှာလည်းကရင်အမျိုးသားအစည်းအရုံး KNU ကထိန်းသိမ်းထားတဲ့မင်းလက်ပံကြားဖြန့်အွန်လိုင်းငွေလေလုပ်ငန်းကိုထိရောက်စွာနှိမ့်နေနိုင်ဖို့နိုင်ငံတကာရဲ့အရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့နိုဝင်ဘာ25ရက်မှာ KNU ကထုတ်ပြန်ခဲ့ပြီးနောက်စစ်ကောင်စီကလူလက်နက်အင်အားဖြည့်တင်ပြီးထိုးစစ်ဆင်ခဲ့တာပါ။စီရေးတရင်ရင်မြက်ကအတီးကတော့ ဒီကောင်စစ်တပ်တွေဖိနေတဲ့လေမင်းလက်ပံကိုခိုတလောက KNU ကဝင်စီးထားတဲ့မင်းလက်ပံဘေးကကြားဖြတ်ရုံကိုဥတီလာပြီးတော့တိုက်နေတာထုတ်ပြန်ချက်ကိုပဲကြည့် KNU ကိုပြစ်မှတ်ထားပြီးတော့ကြားဖြတ်မှာပါတဲ့ဆွဆွဲချက်တွေကိုစစ်ကောင်စီရဲ့သတင်းမီဒီယာတွေကဆွဆွဲပြောဆိုနေတာတွေရှိတယ်။အဲ့ဒီတော့အဲ့ဒီအပိုင်းကို KNU ကမဟုတ်ကြောင်းသက်သေပြဖို့လက်ရှိသိသိရမိထားတဲ့အခြေခံအချက်လက်တွေရှာနေတယ်လို့ဘေးကနေသိထားတယ်။အဲ့ဒီတော့ KNU လက်ထဲမှာရောက်နေတဲ့ကြားဖြတ်တွေကို KNU ပြန်လက်လွတ်ရေးလိုချင်တဲ့အချက်လက်တွေမရရင် UTP လုပ်နေတယ်လို့ကျွန်တော်တို့ကသုံးသပ်ရမယ်လို့ပြောပါတယ်။စစ်ကောင်စီက online လိမ်လည်မှုလောင်ကစားမှုတွေကိုမြန်မာပြည်ပေါ်ကနေအပီးတိုင်ခြုံငိမ့်သွားအောင်အမြင့်ပြတ်ချေမုံတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။မြလပန်ကြားဖြတ်ရုံကနေအီသီရိုပီးယား၊ရဝမ်ဒါ၊အီဂျစ်၊ဖိလစ်ပိုင်၊တရုတ်၊မလေးရှား၊ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊ထိုင်ဝမ်၊ဟောင်ကောင်စတဲ့နိုင်ငံကအလုသမား900ကျော်နဲ့အလုသမားပေါင်း2000ကျော်ကို KNU ကတွှေ့ရှိခဲ့တာကြောင့်ထိမ့်သိမ်းခဲ့ပါတယ်။ KNUC ကမြလပန်ကြားဖြတ်ရုံကသက်တေတွေပြန်ရရှိရေးက စစ်တပ်အတွက်အသက်အမြအရေးကြီးတယ်လို့ခရင်စစ်ရေးလေးလာသူတွေကပြောပါတယ်။ခရင်စစ်ရေးလေးလာသူတယောက်ကပုပွင့်လေးလေးပြောရရင်မင်းလက်ပံကို KNU ယူလိုက်တာကပြားအုံကိုဒုံးနဲ့သွားထိုးလိုက်တာပဲ။နောက်မင်းလက်ပံကတက်တဲ့အထောက်ထားအလုံးကို KNU ကအကုန်ရသွားပြီ။ KNU C ကဒါတွေပြန်ရရှိရေးကတက်မတော်အတွက်အသက်အမြအရေးကြီးပါတယ်။တကယ်လို့အဲ့ဒီကိစ္စတွေအချက်လက်တွေကကွန်ပျူတာနဲ့အလုံးဟာတက်ဆိုင်ရာကြားဖြန့်တိုက်ဖြတ်ရေးလက်ထဲကိုသာရောက်သွားခဲ့မယ်ဆိုရင်လက်ရှိပါဝင်ပတ်သက်သူတွေအကုန်လုံးတက်တဲ့အထောက်ထားတွေဖြစ်ကုန်မှာ။ ်ခေကေဘက်ကတော့သူတို့မိုင်းခွဲဖြတ်စီပြီးလက်စာဖြောင်းနိုင်ပြီးတော့ဒီမင်းလက်ပံကြတော့မဖြောင်းလိုက်နိုင်ဘူးအဲ့ဒီတပ်သိပ်တွေက KNU လက်ထဲကိုရောက်သွားတယ်အဲ့ဒီဟာတွေပြန်ရဖို့အတွက်ကတော့သူတို့ကစူးစမ်းလိုက်မယ်လို့ပြောပါတယ်လက်ရှိမှာလည်းရတိကူဘက်ကနေဖလူချေးရွာနဲ့မေထော်တလီဘက်ကနေမင်းလက်ပံကိုစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ဒါကြောင့်နိုင်ငံတကာကတပ်တွေအထောက်အထားတွေအမြန်ဆုံးရယူဖို့နဲ့ရက်ကြရင် KNU အနေနဲ့ထိမ့်သိမ်းရခတ်လာနိုင်တယ်လို့ကရင်စစ်ရေးလေးလာသူကပြောပါတယ် KNU အနေနဲ့အချိန်ကတိတ်မရှိဘူးနိုင်ငံတကာအနေနဲ့ဘာဖြစ်လဲဆိုတော့ KNU နဲ့တပ်တွေအထောက်အထားယူချင်နေဆိုရင်ဘာမှမဖြစ်ခင်မှာလွှဲပြောင်းရယူဖို့လိုအပ်လိမ့်မယ်နောက်ရက်ကြာသွားရင်ဒါတွေက KNU ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးအဲ့ကိစ္စသူတို့ကိုယ်တိုင်တောင်ဘယ်လိုလုပ်မလဲအကုန်လုံးလက်ဆတွေပြန်ပြောက်သွားနိုင်နေစစ်ကောင်စီကမြေပြင်နဲ့ဝေဟင်ပြစ်ကူရယူကထိုးစစ်ဆင်လာတာနဲ့ပတ်သက်ပြီး KNU တာဝန်ရှိသူတွေကိုသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမဲ့သတင်းထုတ်လွှင့်ချိန်ထိပြန်လည်ဖြေဆိုတာမရှိပါဘူး ဒီဇင်ဘာ၁ရက်ည9:00နာရီခွဲလောက်ကစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ခြမ်းအကကျေးရွာအတွင်တိုက်ရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးဘယ်ဘက်ချက်တော့ထိမှန်တရားရရှိခဲ့ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။